မြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ မြစ်မရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်နိုင်ပါတယ်။မြစ်မရေဒီယိုညနေပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ18.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစ်မရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အော်တိုဘားလ20ရက်တနင်္လာနေ့မနက်ပိုင်းမြစ်မရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိထုတ်လွှင့်နေပါပြီစမရှင်မှာ ဒီကနေ့နားဆင်ရမယ့်အစီအစဉ်ဒီကတော့နေရီကန်စခန်းကနေပြင်းဝဂိတ်ကိုဆုတ်ခွာထပ်ပြေးတဲ့စစ်ကောင်မရှင်တက်ကိုအော်ရခတ်တက်တော်လိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းနဲ့အတူရွှေရန်ဝယ်ရာမှာတတ်မှတ်ပေါင်းချားနေတာပြုလုပ်ဖို့စစ်ကောင်မရှင်ညွှန်ကြားလာတဲ့အတွက်အခက်ကြုံရတဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့တပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။သတင်းတွေနားဆင်ရအပြီးမှာတော့အပတ်စဉ်စီစဉ်နေနဲ့ Key to Half အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ မင်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမကျူချမ်းပါဗမောက်မြို့နယ်မှာတိုက်ပွဲတွေကြောင့်တင်းရှောင်လာတဲ့စစ်ရှောင်တွေကို ရေရှည်ကူညီမှုတွေဆောင်ရွက်နိုင်ဖို့အတွက်စစ်ရှောင်ဥယျာဉ်စည်ရင်ကိုကောက်ယူနေတယ်လို့ဗမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းကနေသိရပါဗစည်ရင်ကောက်ယူနေတာကတပတ်လောက်ရှိပြီဖြစ်ပြီးတော့စည်ရင်ကောက်ယူမှုပြီးစီးမဲ့အချိန်ကိုတော့မသိရသေးဘူးလို့မြို့နယ်ပါအဖွဲ့တာဝန်ရှိသူကဆိုပါတယ် ြည်သူ့ပါဝင်မှုအင်အား NUG ရဲ့ထောက်ပံ့မှုအပြင်ပြည်ပလူမှုအဖွဲ့အစည်းတွေရဲ့ကူညီမှုတွေနဲ့စစ်ဆောင်တွေကိုထောက်ပံ့ကူညီနိုင်ဖို့အတွက်စည်ရင်းောက်ယူတာဖြစ်တယ်လို့ဆိုပါတယ်။ဗမောင်းမြို့နယ် NUG ထိန်းချုပ်နယ်မြေတပ်ကိုစစ်ဆောင်လာသူဥယေကများပြားနေပြီးတော့လက်ရှိမှာဥယေ300ထက်မနည်းကိုအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ပြီးဖြစ်ကြောင်းမြို့နယ်ပါအဖွဲ့အစည်းကနေသိရပါတယ်။ လက်ရှိမှာဗမောင်မျိုးအနီးကကျေးရွာ15ရွာကဒေသခံဥယေ2000ထပ်မင်းဟာဆစ်ဆောင်နေကြရတယ်လို့သိရပါဗျ။သူတို့ကအရေးပေါ်အကူအညီတွေဖြစ်တဲ့စာနယ်ရိတ်ခါစေဝါနဲ့ယာယီတဲအမိုးကာတွေလိုအပ်နေတယ်လို့မြို့နယ်ပါအဖအဖွဲ့ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေရဲ့နောက်ဆက်တွဲစုစုအဖြစ်ကုံစင်းနှုံးတွေအစမတန်မြင့်တက်လာတာစာနယ်ရိတ်ခါပြက်လက်တာနဲ့ကျမ်းမာရေးချုံမြင့်မှုတွေနဲ့ရင်ဆိုင်ရမှာကိုလည်းဒေသခံတွေကစိုးရိမ်နေကြပါတယ်။ တော်လင်းတက်တွေကဗမောင်းမျိုးကိုစက်တမ20ရက်နေ့မှာသိမ်းပိုက်ခဲ့ပြီးတဲ့နောက် SNN နဲ့စစ်ကွန်မရှင်ပူးပေါင်းတက်တွေဟာဗမောင်းမျိုးနဲ့အနောက်ချမ်းကိုဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။အရင်နောက်စစ်ကွန်မရှင်တက်ကအင်အားဖြစ်တင်းပြီးတော့ဗမောင်းမျိုးကိုပြန်လည်ရယူဖို့ထိုးစစ်ဆင်နေပါတယ်။အရင်နောက်အောက်တိုဘာ၄ရက်နေ့ကစပြီးတော့ဗမောင်းမျိုးနဲ့၅မိုင်အကွာမှာရှိတဲ့စက်တော်ကြီးရွာကိုစစ်ကွန်မရှင်နဲ့ SNN ပူးပေါင်းတက်တို့ကစစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတက်တွေနဲ့နှစ်ဖက်ပြင်းထန်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်ရှင်။ မကွေးတိုင်းငဖဲမြို့နယ်နယ်ရီကန်စခန်းကနေပြင်းဝခိတ်ကိုစုတ်ခွာထပ်ပြေးသွားတဲ့စစ်ကော်မရှင်တပ်ကိုအေအေကလိုက်လံတိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တင်တဲ့ဒေသခံတွေကပြောပါတယ်။အင်းယိုမဘက်ကတပ်ပါကအင်းဝခိတ်နဲ့လေးမိုင်ခန့်အကွာမှာရှိတဲ့ဆက်စီတောင်ကြီးရွာမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးစစ်ကော်မရှင်တပ်ဘက်ကလေကြောင်းပစ်ကူတွေပါအုံပြုနေတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာပြင်းဝဂိတ်မှာအင်အားစုဆောင်းနေပြီးတော့နိုင်ရီကံဘက်ကိုပြန်လဲထိုးစစ်ဆင်ဖို့အတွက်စီစဉ်နေတယ်လို့ခံမှန်းရချောင်းလဲဒေသခံတွေကပြောပါတယ်အရခတ်တတော် AA အနေနဲ့လည်းလက်ရှိမှာစစ်ကောင်မရှင်တပ်နဲ့ရေကန်ဗျူဟာစခန်းကုန်းမှာရှိတဲ့အနှဲငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီးတပ်ဆုပ်ထွက်ပြေးနေကြတဲ့စစ်ကောင်မရှင်တပ်သားတွေနဲ့နေရာတချို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့အော်တိုဘလ18ရက်နေ့ညပိုင်းကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်တပ်ဘက်ကပြင်းဝစစ်ဆေးရေးခိမ့်မှာ ဆင်ရအမြောက်များနဲ့အခိုင်အမာခြေကုပ်ယူထားပြီးမင်းမှုမျိုးကလည်းစစ်ကူတွေကိုဒီရက်ပိုင်းအတွင်းမှာဆက်တိုက်ပို့ဆောင်နေတယ်လို့ငဖဲမြို့နယ်ဒေသခံသတင်းရေးမြစ်ကမစ္စမကိုပြောပါတယ်စကောမရှင်တပ်ဘက်ကလည်းအံပဒန်လမ်းမိုက်မှာအင်အားတွေဆက်တိုက်ဖြည့်တင်းနေပြီးတော့ငဖဲမြို့နယ်ပြင်းဝလမ်းဆောင်ကိုလည်းစစ်ရင်နှန်းဆက်တစည်းနဲ့ပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့ကအင်အားလာရောက်ဖြည့်တင်းခဲ့တယ်လို့ဗိုလ်ကြီးစင်ရောကမစ္စမကိုပြီးခဲ့တဲ့ရက်ပိုင်းကဖြေကြားခဲ့ပါတယ်။ ။လက်ရဲကန်စခန်းဆုံးရှုံးလိုက်ရပါကစစ်ကောင်မရှင်တပ်ဟာပဒန်းကနေအမ်မျိုးဘက်ကိုတိုက်စစ်မှာပြက်ပြက်သွားမှဖြစ်ုံသာမကကပ္ပဆာ၁၄ရဲ့ထုတ်လုပ်မှုလုပ်ငန်းတွေအားလည်းရှားနှုတ်ပြည့်ရက်ဆိုင်သွားမှဖြစ်တယ်လို့စီရေးသုံးသက်သူတွေကပြောကြပါဗျ။အမှတ်905အမြောက်စခန်းကိုကဲမှုဌာနချုပ်မဆာခနဲ့ကြက်အမြောက်တက်နှစ်တက်မှာလေအထိနာသွားနိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။အေးအေးအနေနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခအပါဝင်မြို့15မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်မှအဆက်နေရာမှာရှိတဲ့ဒေသ၃ခုမှာစစ်မျက်နှာဖွင့်လာပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်ပါတယ်။ဒါပြင်ပင်လယ်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့စစ်တွေကြောက်ဖြူမှန်အောင်တို့ကိုလည်းဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့စ조사နေပါတယ်ရှင်။စစ်ကော်မရှင်တပ်နဲ့ပအိုးပြည်သူစစ် PNO တို့စစ်ကြောင်းထိုးနေတဲ့အတွက်ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်မှာရှိတဲ့ကျေးရွာ၅ရွာကဒေသခံပြည်သူ3000ကျော်ဟာလက်တလုံးမှာစစ်ပီးတိတ်ရှောင်နေကြရတယ်လို့စစ်ပီးရှောင်ကူညီတဲ့သူတွေစီကနေသိရပါတယ်။ ဖေကုံမြို့နယ်မှာရှိတဲ့တောင်စလုံးမြောက်စလုံးဘော်ရန်အပေါ်ဘော်ရန်အောင်နဲ့ရေချမ်းစတဲ့ကျေးရွာ၅ရွာကပြည်သူတွေဟာရွာလုံးကျွတ်စစ်ဘေးရှောင်နေရတာဖြစ်တယ်လို့စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ကလင်းညံကုန်အဖွဲ့ကတာဝန်ခံကိုစေယာထွန်းကမေဇမာကိုပြောပါရယ်။ဒါပြင်တက်ကြီးရွယ်ဦးတွေနဲ့ကလေးတငယ်တွေအပါအဝင်စစ်ရှောင်ရသူဥယျာဉ်များပြားတဲ့အတွက် နေရာချထားရေးမှာယာယီခိုလုံတဲ့တဲတွေစာနယ်ရိက္ခာနဲ့ကျန်းမာရေးစောက်ရှောက်မှုတွေလိုအပ်နေပြီးတော့မြေပြင်မှာရှိတဲ့အဖွဲ့အစည်းတွေအုပ်ချုပ်ရေးအဖွဲ့တွေကလည်းဝိုင်းဝန်းဆောင်ရွက်ပေးနေပေမဲ့လိုအပ်ချက်တွေကတော့ရှိနေဆဲဖြစ်တယ်လို့သိရပါဗျ။လရှိမှာစာနယ်ရိက္ခာတောက်သုံးရရရှိမှုအမိုးကာတွေတဲတွေစောက်ဖို့အတွက်ဝါးတွေကအစစပေးရှောင်အိမ်အောင်စုတွေအလုံးအတွက်ပြည့်မြအောင်ဆောင်ရွက်ပေးနိုင်ဖို့စိန်ခေါ်မှုတွေဖြစ်နေစေဖြစ်တယ်လို့ကိုစရာထွန်းကပြောပါရယ် အဲ့ဒီကြေးရော်တွေကိုစစ်ကော်မရှင်တက်တဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေကပြီးခဲ့တဲ့အောက်တိုဘာဒုတိယပတ်ကစပြီးတော့စစ်ကြောင်းထုတ်လာတာဖြစ်ပါတယ်။အောက်တိုဘာ23ရက်နေ့မှာတော့ PNO တွေကဗော်ရန်ရွာကိုဝင်ရောက်မိရှို့သွားပြီးလက်စပါးရိတ်သိမ်းနေတဲ့ဒေသခံတယောက်ကိုလည်းဖမ်းဆီးသွားတယ်လို့ Job for Gaya အဖွဲ့ကအောက်တိုဘာ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ကရနီမျိုးသားများကော်ဝေးရတက် KNDF ရဲ့အောက်တိုဘာ23ရက်နေ့ထုတ်ပြန်ချက်ထဲမှာလဲကရနီရှမ်းတောင်အဆက်ဖဲကုံမြို့နယ်မြောက်စလုံးကြီးရွာမှာတက်ဖြန့်ထားတဲ့စစ်ကောင်မရှင်တက်တဲ့ PNO ပူပေါင်းတက်တီဟာမြောက်စလုံးရွာကိုဝင်ရောက်ပြီးတော့လူနေအိမ်တွေကိုမိရှို့တာလက်နက်ကြီး drone တွေနဲ့တိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုထားပါဗျ။ ဒါပြင်စစ်ကောင်မရှင်တပ်တွေအနေနဲ့ဂရနီပြည်နယ်ဒန်းနဲ့ဂရနီရှမ်းတောင်နယ်စပ်တချို့မှာအင်အားအလုံးရင်းနဲ့စစ်မျက်နှာတွေဖွင့်ပြီးအပြင်းထန်တိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေကစစ်ရေးအသည့်လုံခြုံရေးသတိရှိဖို့ KNDF ကသတိပေးထားပါတယ်ရှင်။ ရှေ့ဆိုင်တွေမှာစစ်ကောင်မရှင်တက်သတ်မှတ်ထားတဲ့ဘောင်ချာနဲ့သာအယောင်ဝယ်ပြုလုပ်ဖို့ညွှန်ကြားချက်နဲ့ပတ်သက်ပြီးရောင်းဝယ်သူတွေကအခက်အခဲတွေးကြုံနေရတယ်လို့ဒီလုပ်ငန်းရှင်တွေထံကသိရပါတယ်။အဲ့ဒီဘောင်းချာအသုံးပြုရမယ်လို့ဆိုပြီးမြို့နယ်အုပ်ချုပ်ရေးမှုတွေကအော်တိုဝါလာတတိယပတ်အတွင်းမှာရွှေဆိုင်တွေကိုလိုင်းလံပြောဆိုတာဖြစ်တယ်လို့ရွှေလုံငန်းရှင်တွေကဆိုပါတယ်။စက်ကောမရှင်ရဲ့တယံစာတနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဝန်ကြီးဌာနကထုတ်ပေးတဲ့အဲ့ဒီသတ်မှတ်ဘောင်းချာမှာဆိုင်မီရက်ဆွဲဝယ်ယူသူဒါမှမဟုတ်ရွှေပြန်လည်လာရောက် ရောင်းချသူမဘုံတွင်နံပါတ်ဖုန်းနံပါတ်နေရာလိပ်စာတွေပါဝင်ပါတယ်။ဒါပြင်ရွှေမျိုးစာပစ္စည်းတံပိုးလက်ခရောတွက်တဲ့အခွန်တွေလည်းပေါင်းချမှာထည့်သွင်းရေးသားရမှာဖြစ်ပါတယ်။ကိုရေးအချက်လက်တွေအဲ့လိုအသေးစိတ်ပါဝင်နေတဲ့အတွက်ဝယ်သူတွေဘက်ကစိုးရိမ်မှုတွေရှိနေတယ်လို့လည်းရန်ကုန်မှာရှိတဲ့ရွှေလုံငန်းရှင်တဦးကဆိုပါတယ်။စကောမရှင်ရဲ့အဲ့ဒီလောက်ရဟာရွှေစည်းကွက်ကိုကျုပ်ကင်ထိန်ချုပ်ခါရွှေစည်းထိန်တာထက်ကိုအခက်တွေ့အောင်ဆောင်ရွက်နေတာဖြစ်တယ်လို့ယူဆကြောင်းလဲရွှေစုသူတအုပ်ကပြောပါတယ်။ ခြေဝယ်ယူရောင်းချမှုတွေပြုလုပ်ပါကပေါင်းချလေးဆောင်ဖြတ်ရမှာဖြစ်ပြီးဝယ်ယူသူဒါမှမဟုတ်ရောင်းချသူဆိုင်အခွန်ဌာနနဲ့တယံဇာတဝန်ကြီးဌာနတွေကတဆောင်စီအသီးသီးရရှိမှာဖြစ်ပါတယ်။ရွှေဆိုင်တွေအနေနဲ့ဆိုင်လိုင်စင်ရွှေလိုင်စင်နဲ့ချောင်းရတနာလိုင်စင်စသဖြင့်များစွာရှိနေတဲ့အတွက်အခက်ကြုံရတယ်လို့လည်းဆိုပါတယ်။ အရောင်းဝယ်ပြုလုပ်ရမှာလဲမြန်မာနိုင်ငံရွှေလုံငန်းရှင်များအသင်းရဲ့သတ်မှတ်ထားတဲ့ရည်ညွှန်းသတ်မှတ်ဈေးနှုန်းနဲ့သာရောင်းချရမှာဖြစ်ပြီးစီးမျက်စိကန့်တွေကိုချိုးဖောက်ပါကဥပဒေအရအရေးယူမှာဖြစ်တယ်လို့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ရွှေလုံငန်းရှင်အသင်းတာဝန်ခံတွေကချိန်ချောက်ထားတယ်လို့ရွှေရောင်းဝယ်ပြုလုပ်သူတွေရဲ့အဆိုအရသိရပါတယ်မြန်မာနိုင်ငံရွှေလုံငန်းရှင်များအသင်း YGEA ရဲ့အော်တိုဘလ18ရက်နေ့ထုတ်ပြန်ချက်အရစံချိန်မီရွှေတစ်ချက်သားဈေးနှုန်းမှာ59.9000ကျပ်လို့ ဤညွတ်သတ်မှတ်ထားပေမဲ့ပြင်ပမှာတော့အခောက်ရွှေ16ပဲရတစ်ချက်သားကို83သိန်းအထက်ပေါက်ဈေးရှိနေပါတယ်ရှင်။ကရင်မြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်10မိုင်လောက်ဝေးတဲ့မင်းလက်ပံကြီးရွာကိုစစ်ကော်မရှင်တပ်နဲ့ကရင်နယ်ကြောင်စောက်တို့ပူးပေါင်းထိုးစစ်ဆင်နေတယ်လို့ PDF တပ်ဖွဲ့ဝင်တွေကနေသိရပါဗျ။ဝါလီကလမ်းမပေါ်မှာရှိတဲ့အဲ့ဒီကြေးရွာကိုစစ်ကော်မရှင်ပူးပေါင်းတပ်အင်အား300ကျော်နဲ့အော်တိုဘားလ16ရက်ကစပြီးထိုးစစ်ဆင်နေတာဖြစ်တယ်လို့သိရပါဗျ။ BGF ထိန်းချုပ်ထားတဲ့အင်ဂျင်မြိုင်ကြေးဝအနည်းကစခန်းကုန်းတစ်ခုမှာစစ်ကောင်မရှင်တပ်ကစုဖွဲ့မှုပြုလုပ်ပြီးတဲ့နောက်ထိုးစစ်ဆင်နေတာလို့ဆိုပါရတယ်။အဲ့ဒီလိုမျိုးထိုးစစ်မဆောက်ခင်မင်းလက်ပံကြီးရွာနဲ့ဖလူကြီးရွာကိုစစ်ကောင်မရှင်ဘက်ကလက်နက်ကြီးတွေအသေးခံ drone တွေနဲ့နေ့စဉ်နှီးပါပစ်ခတ်ခဲ့တယ်လို့တော်လင်ရေးတပ်ဖွဲ့စီကနေသိရပါဗျ။ဒါကြောင့်ဒေသခံ9ယောက်သေဆုံးပြီးတော့3ယောက်ဒဏ်ရာရရှိခဲ့ပြီးဖုန်ကြီးကျောင်းတွေစာသင်ကျောင်းတွေစေပေးကန်းတွေနဲ့လူနေအဆောက်အုံတွေလည်းထိခိုက်ပျက်စီးခဲ့ရပါဗျ။ စစ်ကော်မရှင်တပ်ဟာ BGF တပ်နဲ့ဘိုးဘီဦးဆောင်တဲ့ DKBF တပ်ဖွဲ့တို့ရဲ့အကူအညီနဲ့စက်တဘာပထမအပတ်ကစပြီးတော့အာရှလန်ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကတင်ငန်းညင်အောင်ကြေးရွာကိုလည်းပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲဒီကနေမှတဆင့်စက်တဘာတတိယအပတ်မှာစောချစ်သူဦးဆောင်တဲ့ BGF တပ်ဖွဲ့တို့နဲ့အတူ၄ကီကော်ဒေသကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ 2024ခုနှစ်အာရှလန်နဲ့တင်ကန်းညင်အောင်ကို KNU နဲ့ PDF ပူးပေါင်းတပ်တို့ကပူးပေါင်းတိုက်ခိုက်တဲ့အချိန်မှာ BGF တပ်ဟာကရင်အချင်းချင်းမပစ်ခတ်ရမှုနဲ့စခန်းကုန်းတွေကိုဆုံးခွာခဲ့ကြပါတယ်။ဒါပေမဲ့ BGF တပ်က2025ခုနှစ်စက်တင်ဘာမှာတော့စစ်ကောင်မရှင်တပ်ကိုလမ်းပြခေါ်ဆောင်ပြီး KNU နဲ့တော်လင်ရေးတပ်တွေကိုပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ရှင်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဂျပန်တွင်းကထူးခြားနိုင်ငံတကာသတင်းတချို့ကိုနားဆင်ကြရပါမယ်ကျန်းသာပရေးနေ့ကအလွန်အကျိုးရှိသည့်ဖုံးခေါ်ဆိုမှုအပြီးရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဟန်ဂရီမှာတွေ့ဆုံသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။အင်ဖြူရောမှာယူကရိန်းသမ္မတနဲ့မတွေ့ဆုံမီတရက်အလိုမှာ ကိဖရဲ့တူမာဟော့ဒုံးကြည်ရီပေးပို့ဖို့တွန်းအားပေးနေလို့အပေါ်လဲမေကွန် ထုတ်လိုက်ပါတယ်။ရုရှားရဲ့2022ခုနှစ်ကျူးကျော်မှုစတင်ကြတဲ့ကသူ့ရဲ့နောက်ဆုံးရုပ်တရက်အခရာချတဲ့လုပ်ရအနေနဲ့လာမယ့်နှစ်ပတ်အတွင်းပူတင်နဲ့ဘူတာပတ်တို့မှာတွေ့ဆုံနိုင်ဖို့မျှော်လင့်ထားတယ်လို့ထရန်ကပြောကြားခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာသူအာနာပြန်ရလာကြတဲ့ကဆိုရင်ဒုတိယမြောက်ထိပ်သီးဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ အလွန်ရင်းနှီးပွင့်လင်းပြီးယုံကြည်စိတ်ချရတဲ့ဖုန်းခေါ်ဆိုမှုကိုခရမလင်ကဂျိုဆူပြောကြားလိုက်ပြီးထိုးထိတ်သည့်ဆွေးနွေးပွဲအတွက်သူတို့ချက်ချင်းပြင်ဆင်နေပြီလို့လည်းပြောဆိုလိုက်ပါတယ်စစ်ပွဲအပေါ်ထရန်ရဲ့နောက်ထပ်အပြောင်းအလဲနဲ့ရင်ဆိုင်နေရပေမဲ့ယူကရိန်းသမ္မတဖိုလိုဒီမာဇယ်လန်စကီက တူမာဟော့ဒုံးကြီးရဲ့ချင်းချောက်မှုကြောင့်မော်စကိုကိုစစ်ဆက်ဆွေးနွေးဖို့တွန်းအားပေးနိုင်ခဲ့တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ဒီနေ့ဖုန်းဆက်တွေပြောကြားမှုအပြီးအလွန်ကြီးမားတဲ့တိုးတက်မှုရရှိခဲ့တယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ထရန့်ကသူ့ရဲ့ True Social Media ပေါ်မှာရေးသားထားပါတယ်။ ပူတင်နဲ့သူတို့တွေ့ပြီးတော့ရုရှားနဲ့ယူကရိန်းအကြားဖြစ်ပွားနေတဲ့ဒီအမဲဆက်ထင်တဲ့စစ်ပွဲကိုအဆုံးသတ်နိုင်မလားဆိုရာကြီးကြသေးတာပေါ့လို့យေတာထားပါတယ်။အခုဖုံးခေါ်ဆိုမှုကအလွန်အကျိုးရှိပြီးတော့နှစ်ပတ်အတွင်းဒါမှမဟုတ်မြ мян လေးတွေ့နိုင်လိမ့်မယ်လို့သူမျှော်လင့်ထားကြောင်းအသက်89နှစ်အရွယ်ရှိတဲ့ Republican ခေါင်းဆောင်ကြီးက Oval Office မှာတရင်တော့ဒီကိုပြောကြားခဲ့ပါရယ်ခင်ဗျာ။ ယူကရိန်းစစ်ပွဲအဆုံးမသက်ရင်အမေရိကန်နဲ့မဟာမိတ်တွေကရုရှားရဲ့ဆက်လက်ရန်စကျူးကျော်မှုတွေအတွက်တံပိုးပေးဆက်ရမယ်လို့အမေရိကန်ကာကွယ်ဝင်ကြီး Pihat Sash ကရုရှားကိုတတိပေးလိုက်ပါတယ်။ကျွန်တော်တို့ဒီအဆင့်ကိုလုပ်ရမယ်ဆိုရင်အမေရိကန်ပဲလုံနိုင်တဲ့နီးလန်းတွေကနေလှုပ်ဆောင်သွားဖို့စစ်ဝင်ကြီးဌာနကအတင်းရှိနေတယ်လို့နေတိုးရုံးချုပ်မှာယူကရိန်းမဟာမိတ်တွေရဲ့ယူကရိန်းကာကွယ်ရေးဆက်သွယ်မှုအဖွဲ့အစည်းအဝေးမှာ Pihat Sash ကပြောခဲ့ပါတယ်။ ဒါပေမဲ့အသေးစိတ်ကိုတော့သူကပြောဆိုတာမရှိပါဘူးအခုလိုပြောဆိုလာတာဟာယူကရိန်းကတာဝေးပြက်တိုမာဟော့ဒုံးကျည်တွေတောင်းဆိုထားတာကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရအဖွဲ့ကစဉ်းစားသုံးသပ်နေခြင်းလည်းဖြစ်ပါတယ်ဒီစစ်ပွဲဟာသမ္မတထရန့်လက်ထက်မှာစခဲ့တဲ့စစ်ပွဲလည်းမဟုတ်ပါဘူးဒါပေမဲ့သူ့လက်ထက်မှာအဆုံးတက်ရမှာပါလို့ PH Search ကပြောပါတယ် ဇူလိုင်လနဲ့ဩဂတ်စ်လတွေမှာယူကရိန်းကိုအနောက်နိုင်ငံတွေရဲ့စစ်ရေးအကူအညီတွေတိတိကျကျကြာဆင်းကြောင်းအစိုးရခန်းစားတရက်ကမိမောင်းထိုးပြလာတဲ့နောက်ယူကရိန်းတွက်အမေရိကန်လက်နက်တွေဝယ်ယူဖို့ပိုတုံးဆွဲကြရေးနေတိုးမဟာမိတ်တွေကို PSH ကတိုက်တွန်းခဲ့ပါတယ်။ကျွန်တော်တို့အင်အားကောင်းရင်ငြိမ်းချမ်းရမယ်။လေတံမဲပြင့်တည်ပြီးလက်ညှိုးထိုးနေရင်တော့ငြိမ်းချမ်းမှာမဟုတ်ဘူးလို့နေတိုးရုံးချုပ်မှာသတင်းတောက်တွေကိုသူကပြောခဲ့ပါတယ်။ ရန်သူတွေလေးစားရတဲ့ခိုင်မာပြီးလက်တွေ့ကြတဲ့စွမ်းဆောင်ရည်တွေခမည်းတော်မှာရှိနေရင်ငြိမ်းချမ်းရေးကိုရယူနိုင်မှာပါလို့သူကဆိုပါတယ်။ယူကရိန်းလက်နက်ဝယ်ယူနိုင်ဖို့ပံ့ပိုးကူညီသွားမယ်လို့ဆွီဒင်၊အက်စတိုးနီးယားနဲ့ဖင်လန်နိုင်ငံတို့ကဗိုလ်တုံးတွေမှာဂရီကိုတွေပေးခဲ့ကြပါတယ်။ဒါပေမဲ့ UK နဲ့ပြင်သစ်လိုစီးပွားရေးပုံမှန်ကြီးမားတဲ့နိုင်ငံတွေကတော့ယူကရိန်းအတွက်ဂရီကိုမပေးအဖဲကြံရှိနေသေးပါတယ်။ ကချင်ပြည်နယ်ဖားကန့်စစ်မြေပြင်မှာတပ်သားစုဆောင်ခံထားရသူတွေကိုစစ်ကော်မရှင်အရာရှိတွေကတနက်နဲ့ချင်းချောက်ပြီးရှေ့တန်းထွက်ခိုင်းခဲ့တယ်လို့ KIAPDF တပ်ပေါင်းစုစီကိုအလင်းဝင်ခဲ့တဲ့တပ်သားစုဆောင်ခံရသူတွေကထုတ်ဖော်ပြောဆိုပါတယ် တိုက်ပွဲဖြစ်ခဲ့တဲ့ဖားကန့်မြို့နယ်စမ်းကြွယ်ဘုရားကုန်းမှာတပ်သားစုဆောင်ခံထားရတဲ့ပြည်သူစစ်ဆယ်ယောက်ကျော်ကိုရှေ့တန်းအတင်းထွက်ခိုင်းခဲ့တာဖြစ်တယ်လို့ခမရ384တရင်ကနေထွက်ပြေးအလင်းဝင်လာသူတဦးကပြောပါရယ်။တို့တို့ပါစပါစ9ယောက်တောင်မှု9ယောက်သူ့ဘော14ယောက်အတင်းတက်ခိုင်းပါ။အာပြန်ဆုံးလို့ရှိရင်ဆုံးတဲ့လူအကုန်လုံးပြစ်တတ်မယ်ဆိုပြီးတော့အနောက်ကလည်း လူတွေကထောက်ထားတာထောက်ထားဒါရှိကတကယ်လို့တကယ်လို့ကျွန်တော်တို့တက်တဲ့အချိန်မှာကျွန်တော်တို့အကျင့်တက်ကျွန်တော်တို့အကုန်လုံးကြောက်ပြီးပြန်ဆုတ်တဲ့အချိန်မှာကျွန်တော်တို့နောက်ကနေ6ဟန်နဲ့ကြည်ကြည်တစ်ပေါက်ကုန်ကုန်တော့နောက်ကနေ6ဟန်နဲ့တက်ခဲ့ပြစ်ပါတယ်ဟုတ်ဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်တို့လည်းကြောက်အောင်ပြီးတော့တူတက်တူတူတက်ခဲ့ပါဖားကန့်စစ်စင်ရင်ကိုဖားကန့်အခြေဆိုင်တက်မတ်တုံးတုံးတက်မတ်မူဘုံမှုကျုံနဲ့မိုးကောင်းအခြေဆိုင်တက်မဟာတုံးတက်မတ်မူတို့ကအဓိကကင်တွဲနေတာဖြစ်ပါတယ် စေအုပ်စုကဒေတာအတီးတီကနေစစ်မှုထမ်းစေဖို့အတင်းအဓမ္မဖန်ဆီးပြီးနောက်တပ်သားစုဆောင်ခံရသူတွေကိုမြကြီးနာကို လေရင်နဲ့တဆင့်ပို့ဆောင်ပြီးစစ်မြေပြင်ရှေ့တန်းစီကိုတွန်းပို့ခံရတာဖြစ်တယ်လို့သိရပါဗါဖာကန်မှာတိုက်ပွဲပြင်းထန်နေတဲ့ဇူလိုင်လကနေအောက်တိုဘာလအထိ၄လအတွင်းအလင်းဝင်ရောက်လာသူ52ယောက်ရှိပြီဖြစ်ပါတယ် အဲ့ဒီအထဲမှာမှာအလင်းဝင်သူအများဆုံးမှာပြည်သူစစ်ကသူတွေဖြစ်တယ်လို့ KIA PDF တပ်ပေါင်းစုရဲ့ထောက်ပို့တပ်ဖွဲ့ဝင်တအူးကမျက်စိမှောက်ပြောပါရယ်ပတ်တန်ပတ်တန်စားရတော့ပုံမှန်အလင်းဝင်လာလို့များပါတယ်သူကစစ်မှုသားကိုစူဆောင်းဆွေးခေါ်လာလို့များတဲ့ခါကျတော့ဒီဖက်ကမ်းမျိုးနဲ့ကြားလာပြီးဆိုပါတယ်သူကတော့အဲ့အများဆုံးထွက်ပြေးတဲ့လူများပါလက်နေတူထွက်ပြေးတဲ့လူလည်းများပါတယ်လက်နေမဲနဲ့ထွက်ပြေးလာပြီးမှ KNGB ထံမှလင်းဝင်လာသူလည်းအဲ ရခြားရခြားလောက်ရှိပါလေဗျအမြင်လားဝင်နေပါလေအခုကျွန်တော်တို့ရှိမှရောက်ရှိနေရဲ့ပတ်သားဆိုင်ဆိုရင်စကားမလေးကိုကျွန်တော်တို့ကလုံကြုံစစ်ချနေရမှာထားတယ်နှုတ်ပြီးကျစီးကူစီးဝါအစပေါ်ကဆောင်းဝင်ကြီးအစအလုံးကိုကျွန်တော်တို့တန်းလူရင်ပေါင်းတိုင်းမှာထားပေးပါတယ်မိသားစုလိုသူတို့တွန်လိုက်ပြီးအချင်းသူတို့သွားခြင်းနေရသူတို့ပြန်ဒီဆောင်းကြီးမှာပါခြင်းနေဆိုလဲကျွန်တော်ဘက်ကမေးလားတကားဖွင့်ထားပါတယ် စေအုပ်စုဟာဆိုရင်စစ်မှုမထမ်းမနေရဥပဒေကိုခုရုံးလုပ်ပြီးအတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့အရက်သားလူငယ်တွေကိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မြင်ပြည်တွေစီကိုအသီးသီးပို့ဆောင်နေတာဖြစ်ပါတယ်လက်တလောမှာလည်းကချင်ပြည်နယ်ဖားကန့်မြို့နယ်အပါအဝင်ဗမော်နဲ့ဝိုင်းမော်မြို့တွေမှာလည်းစစ်အုပ်စုနဲ့ KRAPDF ပူးပေါင်းမဟာမိတ်တပ်တွေအကြားတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ ဆိုးဆူဘက်ကလည်းဖားကက်မြို့နယ်ကို ပြန်လည်ရရှိဖို့လေကြောင်းပစ်ကူတွေနဲ့ပါ ထိုးစစ်ဆင်နေတယ်လို့ဒေတာကန်တွေစီကနေသိရပါဗျာ။

ဒီဗီဒီယိုလေးမှာပြောပြမယ့်အကြောင်းအရာကတော့ဥရောပမြောက်အမေရိကစတဲ့ဒေသတွေမှာအဓိကဖြစ်ပွားလေးရှိပြီးတော့မြန်မာနိုင်ငံမှာအဖြစ်နေပေမဲ့ခရီးသွားလာမှုများတာကြောင့်ဗဟုသုတအနေနဲ့သိထားတဲ့ Lyme ရောဂါအကြောင်းနဲ့မြန်မာနိုင်ငံမှာအဖြစ်များတဲ့တခြားချင်းရင်ကောင်တွေကနေတဆင့်ကူးစက်တတ်တဲ့ရောဂါတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအပိုင်းမှာတော့ Lyme ရောဂါအကြောင်းကိုသိရှိအောင်စုံလင်စွာဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။ Lyme ရောဂါ Lyme disease ဆိုတာဘာလဲ လိုင်းမြောက်ကဟာ Bollaria bedelferi လို့ခေါ်တဲ့ bacteria ပိုးကြောင့်ဖြစ်တဲ့ကုသရောဂါတစ်မျိုးဖြစ်ပါတယ်အဲ့ဒီယောဂကိုအဓိကအားဖြင့်ခြင်၊မှွာ၊မျိုးစားဖြစ်တဲ့ကြီးကန်းခြင်၊ကြိုက်ခံရခြင်းကနေကုသတတ်ပါတယ်။ဒါပေမဲ့ယောဂဟာလူတစ်ယောက်ကနေတစ်ယောက်ကိုတော့ဓာတ်ရိုက်မကုသနိုင်ပါဘူး။လိုင်းမျိုးကရဲ့အဆင့်တွေနဲ့လက္ခဏာများယောဂလက္ခဏာတွေကိုကုသခံရပြီးချိန်မှာဖြစ်ပေါ်လာတဲ့အချိန်ကာလအလိုက်အဆင့်30ခွဲခြားထားပါတယ်။ယောဂကုသခံရပြီးရက်တတပတ် အနည်းငယ်အတွင်းအဆင့် ဒေဆင်းမှာအခုပြောပြသွားမယ့်လက္ခဏာတွေပေါ်လာတတ်ပါတယ်။သိုးမျက်လုံးပုံစံအနည်းခွင်ဒါဟာလမ်းမျောကရဲ့အထင်ရှားဆုံးလက္ခဏာပါ။ချင်းမွားကိုက်ခံရတဲ့နေရာမှာစပေါ်လာပြီးတော့တဖြည်းဖြည်းကျယ်ပြန့်လာက အလဲဘဟုပြုဖြော့သွားတတ်တဲ့အနည်းခွင်ကြီးဖြစ်ပေါ်လာပါတယ်။ရာယနာဓမ္မမဟုတ်နာကျင်နာမျိုးတော့မရှိတတ်ပါဘူး။တော်ကွေးလိုမျိုးလက္ခဏာတွေဖြစ်တဲ့ကိုပူရာ၊ချမ်းတုံတာ၊ခေါင်းကိုက်တာ၊ကိုလက်နာကျင်ကိုက်ခဲတာ၊ပင်မနှွမ်းနေတာ၊ကြွက်သားတွေနာကျင်တာတွေဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ခံရပြီးရသက်တစ်ပတ်လာအနည်းငယ်အတွင်းအခြေအနေဗက်တီးရီးယားပိုးတွေကခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့သွားတဲ့အဆင့်ဖြစ်ပါတယ်။ AM အနေကွင်းတွေကခန္ဓာကိုယ်အစိပ်ပိုင်းအမျိုးမျိုးမှာထပ်ပြီးတော့ပေါ်လာတာအာယုံကြောဆိုင်ရာပြဿနာတွေဖြစ်တဲ့အုံနှောက်အမေးပါရောင်တာ meningitis ခေါင်းကိုက်တာလက်ဘင်းတောက်တာမျက်နှာတချမ်းကြော့သားတွေခြိုက်တာအကျောပြဿနာတွေဖြစ်တတ်ပါတယ်။နှလုံးဆိုင်ရာပြဿနာတွေဖြစ်တဲ့နှလုံးခုန်မမှန်တာရင်ဘတ်အောက်တာအသက်ရှူမဝတာ ဒါဟာရှားပွားပေမဲ့ပြင်းထန်တတ်ပါတယ်။ရောဂါကူးစက်ခံရပြီးတော့လာပေါင်းများစွာ နှစ်ချီကြတဲ့အဆင်ကုသမှုမခံယူဘဲကြာရှည်လာတဲ့အခါမှာဖြစ်ပေါ်တတ်တဲ့အခြေအနေပါ။အဆင်ရောင်ရမ်းခြင်း Lyme arthritis အထူးသဖြင့်ဒုစရိုက်လိုကြီးမားတဲ့အဆက်တွေမှာနာကျင်ရောင်ရမ်းတာအာယုံကြောဆိုင်ရာနောက်ဆက်တွဲတွေအနေနဲ့ပတ်သက်ပြီးတော့မှတ်ညံတဲ့အာယုံဆိုင်မှုပြဿနာတွေအိဆက်ချင်းဆိုင်ရာပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ကုသမှုနဲ့ကာကွယ်မှု ကုသမှု လာမျောကာကိုပရိစီဝဆေးတွေနဲ့ကုသနိုင်ပါတယ်။စောစောသိပြီးတော့စောစောကုသနိုင်လေလေကုသမှုအောင်မြင်ပြီးတော့နောက်ဆက်တွဲပြဿနာတွေမဖြစ်နိုင်လေဖြစ်ပါတယ်။ကာကွယ်မှုချင်းမွားတွေမကိုက်ခံရအောင်ကာကွယ်တာကအထက်ရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ချင်းမွားတွေရှိတတ်တဲ့နေရာတွေဥပမာခြုံပုတ်တွေမျက်ရည်ခင်းနဲ့သွားလို့ရှိရင်ခြေချင်းဝတ်လက်ကောက်ဝတ်အထိဖုံးအုပ်ထားတဲ့အဝတ်အစားတွေကိုဝတ်စမ်းပါ။ဒစ်ပါတဲ့ချင်းစေးတွေကိုသုံးပါ။ ချိန်မွားတွေကိုမြ мян ဖယ်ရှားနိုင်အောင်အယောင်ဖြော့ဖြော့အဝတ်အစားတွေကိုဝတ်ပါပြန်ပါကနေအိမ်ကိုပြန်ရောက်တဲ့အခါတိုင်းမှာခန္ဓာကိုယ်နဲ့အဝတ်အစားတွေကိုချိန်မွားရှိမရှိသေးချာစစ်ဆေးပါအိမ်မွေးတိရစ္ဆာန်တွေကိုလည်းစစ်ဆေးပါချိန်မွားတွေတွေ့လို့ရှိရင်လက်နဲ့ညှက်မဖယ်ပဲညှက်နဲ့ချိန်မွားတွေရဲ့ခန္ဓာကိုယ်ကိုညင်ညင်တတလေးဆွဲယူဖယ်ရှားပါချင်းမွားကိုက်ခံရပြီးတော့အနေကွင်းပေါ်လာတာဒါမှမဟုတ်ဖျားနာတာစတဲ့လက္ခဏာတွေပေါ်လာလို့ရှိရင်ဆရာဝန်နဲ့အမြန်ဆုံးပြသပြီးတော့ကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာအဖြစ်များတဲ့ခြင်ရင်ကောင်တွေကနေတဆင့်ကူးဆက်တတ်တဲ့ရောဂါတွေနဲ့ကာကွယ်ဖို့နီလန်းတွေကိုဆက်လက်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။လိုင်းမျိုးကနေစင်တူပြီးတော့ခြင်ရင်ကောင်ကိုက်ခံရခြင်းကနေကူးဆက်တတ်တဲ့ရောဂါတွေဟာမြန်မာနိုင်ငံမှာအဖြစ်များတတ်ပါတယ်။မြန်မာပြည်မှာလိုင်းမျိုးကထက်အဖြစ်များပြီးတော့ပိုပြီးအန္တရာယ်ကြီးတဲ့ရောဂါတွေရှိပါတယ်။သွေးလွန်တုပ်ကွေး Dengue Fever ဒါဟာအဖြစ်အများဆုံးနဲ့အန္တရာယ်အရှိဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ကူးစက်ပုံ အက်ဒစ်ချင်ကိုက်ခံရခြင်းကနေကူးစက်နိုင်ပါတယ်။အဲ့ဒီချင်ဟာမနက်ခင်းညနေခင်းအချိန်တွေမှာအဓိကကိုက်လို့ရှိပြီးတော့ရေအိုးရေပုံတာယာအမိုက်ပုံစတဲ့အိမ်တွင်းနဲ့အနီးနားကရေအောင်းနေနိုင်တဲ့နေရာမှာပေါက်ဖွားတတ်ပါတယ်။လက္ခဏာတွေကတော့ရုတ်တရက်အပြားကြီးတာပြင်းထန်စွာခေါင်းကိုက်တာမျက်လုံးအနောက်ဘက်ကိုက်တာကြွက်သားနဲ့အစ်စ်တွေပြင်းထန်စွာနှာကျင်တာပြုတ်အန်တာအနီးစက်တွေထွက်တာတွေဖြစ်ပါတယ်။သွေးလန့်ခြင်း dengue shock syndrome ဖြစ်လို့ရှိရင်အသက်အရွယ်ရှိနိုင်ပါတယ်။ ငှက်ဖျားယောဂါမလေးရီးယားကုသပုံအန်နိုဖီလစ်ချင်းကြိုက်ခံရခြင်းကနေပြီးတော့ကုသတတ်ပါတယ်။အဲ့ဒီချင်းဟာညဘက်မှာအ धिक ကြိုက်လို့ရှိပါတယ်။လက္ခဏာတွေကတော့တုံချီဖျားတာ၊ချမ်းတုံဖျားတာ၊ချွေးထွက်ပြီးတော့အဖျားကျတာ၊ကျိန်ဖန်များစွာဖျားနိုင်ပါတယ်။ပင်ပန်းနွမ်းနယ်ခြင်းတို့လည်းဖြစ်တတ်ပါတယ်။ကုသမှုမခံယူပါကပြင်းထန်ပြီးတော့အုံနှောက်ငှက်ဖျားစသဖြင့်အသက်ဆုံးရှုံးနိုင်ပါတယ်။ခြေကွန်ကန်နီယာကုသပုံသွလွန်တုတ်ကွေးကုသစေတဲ့အဲရစ်ချင်းကပဲကုသနိုင်ပါတယ်။ လက္ခဏာတွေကတော့သွေးလွန်တုပ်ကွေးနဲ့ဆင်တူပေမဲ့အဆက်တွေအလွန်အမင်းနှာကျင်ကြိုက်ခဲခြင်းကအဓိကလက္ခဏာဖြစ်ပါတယ်အဆက်နာကျင်မှုကလာပေါင်းများစွာကြာတတ်ပါတယ်ဂျပန်အုံနှောက်မေးရောင်ရောကကုဆတ်ပုံကိုလက်ချင်းအမျိုးအနွယ်ဝင်ကြိုက်ခံခြင်းကနေပြီးတော့ကုဆတ်တတ်တာပါအဲ့ဒီချင်းဟာလေယာစိုက်ပျိုးရေးနဲ့ဝေးစွန်ဒေတာတွေမှာအဖြစ်များပြီးတော့ညဘက်မှာကြိုက်လိရှိပါတယ်လက္ခဏာတွေကတော့အပြားတက်တာ၊ကောင်းကြိုက်တာ၊ဇက်တောက်တာနဲ့အုံနှောက်အမေးရောင်နဲ့ပြင်းထန်တဲ့လက္ခဏာတွေ တတိလက်တာတွေတက်ချင်းတို့ဖြစ်ပါတယ်။ကာကွယ်မှုအနေနဲ့ JE ကာကွယ်ဆေးထိုးနှံခြင်းမြက်ကာကွယ်နိုင်ပါတယ်။ခြင်ကိမခံရအောင်ကာကွယ်ခြင်းနဲ့ခြင်ပေါက်ဖွားအောင်တားဆီးခြင်းဆိုပြီးတော့အဓိကနှစ်မျိုးရှိပါတယ်။ခြင်ကိမခံရအောင်ကာကွယ်ခြင်း personal protection အိမ်တွင်းအိမ်ပြင်နေရာမရွေအသုံးချနိုင်တဲ့အထည်ရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ခြင်ဆေးအသုံးပြုပါခြင်ဆေးရေ deed ဘဂါရီတင်လီမွန်ယူကလစ်တစ်စီပါဝင်တဲ့ခြင်ဆေးရေတွေကိုခနာကိုနဲ့အဝတ်စားတွေပေါ်မှာဖြတ်မှာ ကလေးတွေအတွက်ညွှန်ကြားချက်ကိုတော့တေချာဖတ်ပါချင်းစိကွေချင်းစိမီကိုအိမ်တွင်းအိမ်ပြင်ပတ်နေရာတွေမှာညနေပိုင်းကစပြီးတော့ထောင်းမှာချင်းစိမှွေလေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာအသုံးပြုပါကိုခန္ဓာကိုကာကွယ်ပေးတဲ့အဝတ်အစားတွေကိုဝတ်ပါအယောင်ဖြော့ဖြော့အဝတ်အစားတွေချင်းကအယောင်ရင့်ကိုဆွဲဆောင်လွှဲပါတယ်အင်ဂျီလက်ရှိဘောင်းမီရှိဝတ်စမဖနက်စည်းပါခြုံဖနက်ထပ်ပိတ်ဖနက်ကပို့ပြီးတော့ကောင်းပါတယ်အိမ်ထဲမှာချင်းအိမ်ညားတွေကိုတက်စမ အိတ်တကားပတင်းမောက်တွေမှာချင်းလုံးစကားတက်ပါအရက်ခင်းနေမှာချင်းနောင်မော့စကီတိုနက်အသုံးပြုပါ အထူးသဖြင့်ကလေးငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေချင်းကိုင်းမခံရအောင်ရှောင်ခြင်းမှာချင်းကောင်ရေများတဲ့ညနေခင်းနဲ့ညပိုင်းမှာအပြင်ထွက်တာကိုရှော့ချပါချုံမုတ်တွေရိုင်းတွေနားကိုရှောင်ပါချင်းမပေါက်ပွားအောင်တားဆီးခြင်း environmental management ချင်းကိုင်းမခံရအောင်ကာကွယ်တာထက်ချင်းကိုယ်တိုင်မမွေးပါစေနဲ့ဆိုတဲ့နည်းလမ်းကပို့ပြီးတော့အခြေခံကြပါတယ်ရေအောင်းနိုင်တဲ့နေရာတွေကိုရှင်းလင်းပါ အိမ်ပတ်ဝန်းကျင်ကိုတန့်ရှင်းရေးလုပ်ပါအမိုက်တရိုက်တွေပလတ်စတစ်ဘူးခံတွေတာယာအဟောင်းတွေကိုရှင်းလင်းပြပါဒါရီဟာမိုးရေအောင်ပြီးတော့ခြံဥချဖို့အကောင်းဆုံးနေရာတွေဖြစ်ပါတယ်ရေအိုးရေပုံပန်းအိုးစရာတွေကိုလဲလှယ်စေကြပါအ ਨੇ ဆုံးတစ်ပတ်တစ်ချိန်ရေလဲပါရေအိုးတွေကိုတော့လုံအောင်ဖုံးထားပေးပါမိလာကန်ရေနှုတ်မြောင်းတွေပိတ်ဆို့နေတာရှိမရှိစစ်ဆေးပါခြံပိုးလောက်လန်းသက်ဆေးတွေကိုအသုံးပြုပါ ရေစည်းရလာမကောင်းတဲ့ရှိုင်ငယ်တွေမိန်လာကန်နေတဲ့ကိုကြေးရွာမြို့နယ်ကျမရေဝန်ထမ်းတွေညွှန်ကြားတဲ့အတိုင်းခြံပိုးလောက်လန်းသက်စေထက်သွင်းနိုင်ပါတယ်။တခြားအရေးကြီးအချက်များငှက်ပြားအတွက်ငှက်ပြားယောဂဖြစ်ပွားနိုင်ခြင်းရှိတဲ့ကြေးလက်ဒေသတွေကိုသွားလို့ရှိရင်ငှက်ပြားကာကွယ်ဆေးဒါမှမဟုတ်ငှက်ပြားကြိုတင်ကာကွယ်ရေးဆေးတွေကိုဆရာဝန်နဲ့အတိုင်းပင်ပါ။ လက္ခဏာတွေ့ရှိပါကအဖျားကြီးတာ၊ခေါင်းကိုက်တာ၊ကြောသားကိုက်ခဲတာစတဲ့လက္ခဏာတွေပေါ်လာလို့ရှိရင်ဘာယောဂပဲဖြစ်ဖြစ်အိမ်တွင်းဆေးကုမကူပဲဆေးရုံဆေးကန်းကိုအမြန်ဆုံးသွားရောက်ပြတာပါဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF ဆောင်းပါးတွေကနေကိုးကားထားတာဖြစ်ပါတယ် နောက်တစ်ပတ်ဒီမှာလဲကျမတို့ရဲ့ K2 Health အစီအစဉ်ကနေပြီးတော့အမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတရရှိမယ့်အကြောင်းအရာတွေအလှပနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင် ကျမတို့မြစ်မရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တယ်မင်းမြချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြစ်မရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ချံပြချက်တွေကိုကြိုဆိုပါရရှင်မြစ်မရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မြစ်မရေဒီယိုဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ်မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ်မေဇမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေရှင်